2025ခုနှစ်ဇွန်လ28ရက်ဒီနေ့တောက်ကြနေ့အတွက်ခုနှစ်သားမီးရဲ့တဲတော်ကံကြမ္မာနမိတ်ကတော့ခီးသွားခြင်းဆိုတော့ဟာမိတ်ကသင်္ကြန်နမိတ်ဖြစ်တယ်မိတ်ဆွေတို့အတွက် လက်စပစ္စည်းတွေဝင်နေမယ်ခီးဝေးသွားတတ်တယ်နိုင်ငံခြားနဲ့ပတ်သက်တဲ့အခွင့်အရေးကောင်းတွေရမယ်နိုင်ငံခြားရောက်နေတဲ့သူတွေစီကအဆက်အသွယ်ကောင်းတွေရမယ်စာချုပ်တို့ရှောက်လာလို့လက်မှတ်ရေးထိုးရလို့အောင်မြင်မယ်မျက်စိနဲ့ပတ်သက်တဲ့ကျန်းမာရေးညံ့တတ်တယ်ဒီလိုမျိုးမှာကံအထူးကောင်းမှုလို့ကုသိုလ်ရည်ရည်အဖြစ်နေရတော့ဆုံးခံကြတဲ့ကိုရင်တွေဥစဉ်တွေကိုတည်တည်ဆုံလောင်းလို့ခြင်းအဖြစ်ကံတရားရဲ့အထောက်ပံ့မှုတွေရပါလိမ့်မယ်ဒီနေ့မှာမိရှုတန့်စဉ်ဘွားမြင်ကြတဲ့ရင်သွေးရတနာရေးအတွက်ကတော့မာဘုတ်ဗေဒနိယတောက်ချနေဘွားရာဇဘွားဇာတာရှင်တွေဖြစ်ကြပါတယ် ရာဇရဲ့သဘောတရားတိုင်းပြောတိုင်းအောင်ဆိုတိုင်းဖြင့်ဩဇာနာရှိကြမဲ့ရင်သွေးရတနာများဖြစ်ကြောင်းနမိတ်ကောင်းဖတ်လိုက်ပါရခင်ဗျာဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရေရာဖြစ်ကြတော့မြတ်စွာဘုရားရှင်ဟာနွားလူနဲ့တကွကိတ်မော့ကိုချက်လူတိုင်း၍လူသောစုကိုတောင်းပါဆွေမျိုးမိသားစုများကိုတော့ကြားစမ်းကြောဒါနလုပ်ပါဆွမ်းငံဖုံးကြီးတို့တော့ငါးကြော်နဲ့ဆွလောင်းလိုက်ပါလို့လမ်းညွှန်လိုက်ပါရခင်ဗျာ အကျိုးပေးတဲ့ဒီနေ့စူမိုကနန်းတွေကတော့ကိုးကနန်းလေးကနန်းဖြစ်ပြီးတော့မိတ်ဆွေတို့ငွေကန်ကောင်းမှုလို့အတွက်ဆိုရင်တော့ငပြောသီးမဲ့ကိုးလုံးမြတ်စွာဘုရားရှင်ကိုအခွန်နွားပြီးလှူဒန်းလိုက်ပါခင်ဗျာငွေကြေးကိစ္စကြီးစကားပြောရမယ်ဆိုရင်လည်းငပြောသီးမဲ့အနေနဲ့စပြီးမှပြောဆိုပါခင်ဗျာစတိုးဆိုင်ကိုးဆုံးဆိုင်လက်ဖေးဆိုင်စားတောက်ဆိုင်တွေမှာရောင်းပန်းစာဝယ်ပန်းလှဖို့လို့အတွက်ဆိုရင်တော့ဆိုင်ရှိမျက်နှာသာတဲ့နေမှာနွားတို့အနေနဲ့ပတ်ပြန့်ပြီးအယောင်ထွက်အယောင်တွက်ဖို့ဈေးကိုလက်ခေါ်ဆူတောင်းလိုက်ပါခင်ဗျာ ရောင်းတိုင်းနေကိုမျိုးစီးတဲ့အရောင်းတော့ဖို့လို့အတွက်ဆိုရင်လည်းဒီလိုမျိုးမှာသွားတိုက်တန်လေးတစ်ချောင်းနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအပြင်အတိအသာအရောင်းထွက်သွားပါလိမ့်မယ်အမှုကင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုဘူးဒီတလုံးမှရိပ်ပြီးတိလာရှင်ဆရာလေးတစ်ပါးပါးကိုလှူဒန်းလိုက်ပါခင်ဗျာ။ကျမ်းမာရေးညနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့စေကောင်းဝါကောင်းဆရာကောင်းတမန်ကောင်းတွေ့ဖို့အတွက်ဓာတ်စာဖြစ်နေဒီလိုမျိုးမှာ ငါးမုံကျော်အနေငယ်စပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာအခြေအမြတ်တိုင်းအိမ်တော်ကြီးကိစ္စတော့အစ်စိပဲလို့ဟောတတ်မယ်အေးချမ်းတာယာမှုရဖို့လို့တက်ကတော့တုံးနဲ့တူရေခဲမုံဝဲကျွင်းအခြေအမြတ်တိုင်းအိမ်တော်ကြီးအစီအပြေဖို့ဆူတောင်းလိုက်ပါခင်ဗျာ